ဒီပိုင်းဆားမှာကတော့ဂျူဆောင်းဖီရဲ့တပည့်တွေရဲ့လက်ချက်နဲ့အထင်းအားနေတဲ့ကိုချောကသကောင်းသားတွေအားလုံးအားတီးပြီးတော့ပြန်ခုခံနိုင်ခဲ့ပါတယ်။ဂျူဆောင်းဖီရဲ့သူ့တပည့်တွေအားလုံးလဲကျသွားတဲ့ချိန်မှာကိုချောကတနတ်နဲ့ပြစ်မယ်ဆိုပြီးတော့ချင်းချောက်ခဲ့ပေမဲ့သကောင်းသားတကယ်တကယ်မှာတော့တနတ်ကိုမတော်ဆပြစ်မိပြီးသူ့အသူပြန်လန့်နေတော့တာပါ။ကိုချောလည်းအဲ့ချိန်မှာဂျူဆောင်းဖီကိုအလစ်ဝင်လုံးလိုက်ပြီးတော့လက်ထက်အတနတ်ကိုလူပြီးတော့ပြန်ပြီးတိုက်ခိုက်ပါတော့တယ်။အဲ့ချိန်ပြမှာရဲခိုင်းလည်းရောက်လာကြဖြစ်လို့ဂျူဆောင်းဖီရဲ့တပည့်တွေလည်းသူတို့ဆရာကိုကားပေါ်မြန်ဆွဲတီးပြီးတော့နေရာကနေလစ်သွားကြပါတော့တယ်။ အလုံးပြီးသွားတဲ့ချိန်မှာတော့ကိုကျော်လေးသူစကားနားမထောင်ပဲတယောက်တည်းစွန်စားနေစီနီယာလူစိုးတွေနောက်ကိုဖုန်းပါပဲနဲ့လိုက်သွားပါမလားဆိုပြီးတော့စူနေတော့တာပါအဲ့တော့ကိုကျော်လေးဖုန်းထုတ်ကြည့်လိုက်တော့ချောင်းကြရဲ့စုံတော်ကြီးမြန်လာခဲ့ပါဒါဤအန်ရရှိနေပြီဆိုရယ်စာနဲ့ထဲစုပို့ထားတဲ့အမချောင်းကြတော်ထိခိုက်ထားလို့ဈေးရုံသွားနေပြီဆိုရယ်စာတွေကိုမြင်ပြီးတော့ကိုကျော်လေးရန်ကိုထိတ်လန့်သွားတာကြောင့်နောက်ကနေအမြန်လိုက်သွားခဲ့ရပါတယ်ချောင်းကြောင်ဈေးရုံခေါ်သွားပြီးချိန်မှာတော့အုံနောက်မှာသွေးယိုပြီးတော့ဒဏ်ရာကပြင်းထန်လို့တဲ့အတွက်ဇယောင်းဝင်လေးရေးဖို့ခွဲဆေးဖို့လောက်ရပါတော့တယ် ဘဲကြတော့ရင်ရက်ကအကြီးကျယ်ရန်ဖြစ်ထားဆိုမြဲအမားဖြစ်တဲ့သတင်းကြားကြားချင်းစိတ်ပူပြီးတော့လိုက်လာခဲ့တာကြောင့်ဖနက်ကိုတော့ကျွဲတစ်ဖက်နွားတစ်ဖက်စီးပြီးတော့ဆေးရုံရောက်လာပါလေအဲ့တော့အမားဖြစ်သူတွေစိတ်တွေအရန်ပူပြီးတော့တငိုတရီရီဖြစ်နေတဲ့ဘဲကြောင်တဲဆုနဲ့ဓာရီတို့ကပဲကြောင်ကြားရေးဖို့ခွဲစိတ်ကံဝင်နေမလို့အရန်စိတ်မပူဖို့နှစ်သိမ့်ပေးနေရတော့တာပါကိုကျော်ကထိခိုက်ထားတဲ့ဒန်ယာရီကြောင့်နာကျင်တဲ့ဂျားကပဲကြောင်ကြားစီအောင်မြန်ရောက်ကားကိုအချိန်တင်ပြီးတော့အတကုံမောင်းထွက်လာနေပြီဖြစ်ပါလေ အဲ့လိုနဲ့နောက်မနက်ကိုရောက်တဲ့အခါမှာတော့ရိုက်ကွင်းချောင်းကြားရောက်မလာဘဲနဲ့ဆက်သွယ်လို့မရတဲ့အတွက် driver ရောယူတင်ဖွဲသားရောပွက်လုံးညံနေကြတာပါအဲ့ချိန်တိုင်းမကျူကဇနီးဖြစ်သူစီဖုန်းဆက်ပြီးတော့အချိုးချောင်းလှမ်းပြောတဲ့အခါဒဲစုကလည်းချောင်းကြားအေးပေါ်ခွဲစေကန်ဝင်နေရလို့ယူတင်ကိုလာနိုင်တော့မှမဟုတ်ကြောင်းနဲ့ဒီကိစ္စတွေလည်း manager ကိုချောကဖြေရှင်းပေးမှမလို့သူမှပြောပြတာတွေဘူးသူမှမပြောပဲကိုကကိုငင်းငင်းလေးနေဖို့ပြောပြီးတော့ဖုန်းချသွားပါလိမ့်နိုင်မကျူကတော့ဒဲစုပြောသလို manager ဖြေရှင်းပေးမယ်ဆိုရင်တော့အဲ့ဒီ manager ကိုချောကိုဆက်သွယ်လို့တော့မရတာကြောင့်ဘယ်လိုလုံးဝမှမသိပဲစိတ်ရှုပ်နေခဲ့ပါလိမ့် ဟီအောင်မန်နေဂျာကလည်းကားပေါ်မှာစောင့်နေပြီးဟီအောင်ကိုဒီနေ့ချောင်းသာရောက်မလားလို့ရှူတင်ဖြတ်သိမ်းလိုက်ဖြစ်ကြောင်းသွားပြောခဲ့ပါတယ်။ဟီအောင်ကတော့သူမကိုချောင်းသာတကွက်ပြလိုက်ပြီးထင်နေပဲချောင်းသာကိုဘူးမသိပန်းမသိနဲ့မကျေနပ်တွေဖြစ်နေတော့တာပါ။တမမလည်းထဲစုကဖြစ်ပြက်တွေကိုကိုချောင်းကိုတေးချာရှင်းပြနေပါတယ်။အဲချိန်ဓာကြီးကအားလုံးကသူမကြောင့်ဖြစ်ရတာပါဆိုပြီးတော့ဝင်ပြောလိုက်တာကြောင့်ထဲစုနဲ့ဘဲဂျာတို့လည်းဓာကြီးစကားကိုအံ့ဩသွားပြီးတော့ကိုချောင်းကတော့စကားခဏပြောဖို့အတွက်ဓာကြီးကိုတနေရာကိုခေါ်လာခဲ့လိုက်ပါတယ်။ကိုချောင်းကအခုလိုဖြစ်ရတာဓာကြီးမှမဟုတ်ပဲ မကောင်းတဲ့ကောင်တွေဆော့ဆော့မဖမ်းပေးနိုင်ခဲ့တဲ့သူမသာဖြေချောင်းပြောပြီးဓာိုက်ကိုနှစ်သိမ့်ပေးလိုက်ပါလေ။အဲဒီဓာိုက်ကမကောင်းတဲ့ကောင်မဟုတ်ပဲသူမတို့တိုက်ခိုက်ခဲ့တာကအမျိုးသမီးတယောက်ဖြေချောင်းကိုပြန်ပြောခဲ့တော့တာပါ။အဲနောက်ဓာိုက်ကအဲ့နေ့က rally သွားတဲ့အဆောက်အဦတစ်ခုနောက်ကိုသူမလိုက်သွားပြီးတဲ့နောက်သူမကိုလူဝကန်တစ်ခုစီခေါ်သွားခဲ့ပြီးတော့ရဲတွေထပ်ပူကြောက်စရာကောင်းတဲ့လူတွေစီမှာအစီစေးခံခဲ့ရကြောင်းနဲ့သူမတို့တူအီကိုတိုက်ခိုက်ခဲ့တာမိန်းကလေးတယောက်သာဖြစ်တယ်ဆိုပြီးအကြောင်းစုံပြောပြလိုက်ပါလေ။ ကိုကျော်တော့ဒါပြောတဲ့စကားကြောင့်အမတ်လောင်းမင်းကြီးရဲ့နောက်မှာအမြဲတမ်းကပ်ပါလာတတ်တဲ့အမျိုးသမီးတယောက်ကိုတန်းပြီးတော့ချက်ချင်းသတိရသွားပါလေတကယ်တော့အဲ့မျိုးသမီးကလည်းလုံခြုံရေးတသက်မဟုတ်ပဲအမတ်လောင်းမင်းကြီးရဲ့လက်ထောက်ဖြစ်တောင်ဝထမ်းဆောင်နေတဲ့ချွဲဆောင်ဟီးဆိုသူပဲဖြစ်တော့တာပါအနောက်ကိုကျော်အခင်းဖြစ်ပွားနေအောင်ချက်ချင်းလိုက်သွားပြီးတော့စစ်ဆေးကြည့်ဖို့လုပ်တဲ့အခါဒီအဆောက်အဦမှာရှိတဲ့ CCTV တွေအားလုံးကအတုသာဖြစ်ကြောင်းနဲ့နင်နာသူကိုစေးုံပို့ပြီးတဲ့အချိန်တွင်တပ်တွေအားလုံးကိုအဆောက်အဦရဲ့တောင်ဝန်ရှိတဲ့ကောင်လေးကတေးစားရှင်းပြထားကြအောင်စီနီယာကပြောပြလိုက်ပါလေကိုကျော်နဲ့အဆောက်အဦတွင်ပိုင်းကအခင်းဖြစ်ခဲ့နေအောင်သွားစစ်ဆေးကြည့်တဲ့အခါ ချောင်းသာလဲကျထားတဲ့နေရာမှာသွေးတွေများရှိနေသေးတာကိုတွေ့လိုက်ရပါတယ်။စီနီယာနင်နာသူအနေနဲ့ဒီလောက်တောင်သွေးထွက်တဲ့အထိဖြစ်ခဲ့တာဆိုရင်အသက်ရောရှိပါအောင်မလားဆိုပြီးတော့စိတ်ပူကြီးနဲ့ပြောလိုက်ပြီးတဲ့နောက်စောစောကသူပြောဖို့မေ့နေဒီစာအုပ်ကို2 1 entertainment ငှားထားတာဖြစ်တဲ့အကြောင်းကိုပါကိုချောကိုတက်ပြောပြလိုက်ပါတယ်။အချင်းတတိုင်းဆက်ဆံမဲ့ကိုချောစီကိုဒွန်ဝန်ကဖုန်းဆက်လာပြီးတော့ချောင်းသာပမာလဲဘာလို့ဆက်သွယ်လို့မရတာလဲဆိုပြီးတော့ဒေါသကြီးနဲ့မေးခဲ့မယ်ကိုချောကဒူဝန်တန်အောင်ကြားကြားချင်းဘာမှပြန်မဖြေပဲဖုန်းကိုချပစ်လိုက်ပါတယ်။တပတ်ကဒူဝန်ကတော့သူ့ကိုမခံလေးစားလုပ်ပြီးတော့ဖုန်းချသွားတဲ့ကိုချောကို ဒေါ်လာတွေအလိမ့်လိုက်ထွားနေတော့တာပါအဲ့ချင်းဒူဝင်းလက်ထောက်ကချောင်းသာဆေးုံတက်နေရတယ်ဆိုပြီးတော့အင်တာနက်မှာတက်လာတဲ့သတင်းကိုလာပြခဲ့တာကြောင့်ဒူဝင်းလက်ချောင်းသာဘယ်ဆေးုံမှာတက်နေရလဲဆိုတာကိုအများစုံစမ်းခိုင်းလိုက်ပါတယ်တပတ်မှလည်းခွဲဆေးမှုပြီးသွားတဲ့အတွက်ဆရာဝန်အပြေုံထွက်လာခဲ့ပြီးခွဲဆေးမှုကတော့အောင်မြင်တဲ့ပြီးသွားပြီဆိုပေမဲ့လူနာရဲ့အခြေအနေဘယ်လိုဖြစ်လာမလဲဆိုတာကိုတော့သတိရလာမှပဲစောင့်ကြည့်ရမယ်ဆိုပြီးတော့ဘဲသားတို့ပြောခဲ့ပါတယ်ဘဲသားတို့ဆရာဝန်ရဲ့စကားကြောင့်အမားဖြစ်သူအရင်တစ်ခေါက်ကလိုထပ်ဖြစ်မှာကိုအယံကိုစိုးရင်သွားခဲ့ပြီးကျမ်းမြေပေါ်မှာထိုင်ချကစိတ်ပူကြီးနဲ့အော်ငိုပါတော့တယ် အချင်း3မိနဲ့ချောင်းကြားအခန်းထဲကိုမိန်းကလေးတယောက်ဝင်သွားခဲ့ပါလိမ့်။အဲမိန်းကလေးကတော့ဂျန်ဘူအဆောင်ကချောင်းကြားတဲ့ငွေချင်းယူရန်ပဲဖြစ်ပါလိမ့်။ယူရန်3မိနဲ့ချောင်းကြားကိုအတင်းခွန်ထိုးလိုက်ပြီးတော့သူမနဲ့တူတဏျာကိုလိုက်ခဲ့ဖို့ပြောခဲ့ပါလိမ့်။ချောင်းကြားကတော့ယူရန်ပြောင်းလဲသွားတဲ့ပုံစံကိုကြည့်ပြီးတော့ထူးဆန်းနေခဲ့တာပါ။ယူရန်ကချောင်းကြားမင်းသမီးကိုဘာမှပြန်မပြေပဲအချင်းမရှိတော့လို့သူမနဲ့တူလိုက်ခဲ့ဖို့ပဲပြောနေရကြောင်းချောင်းကြားလည်းဂရင်းဘောကနေဆင်းလာပြီးတော့ယူရန်နောက်ကိုလိုက်သွားဖို့လုပ်နေလိုက်ပါလိမ့်။အချင်းချောင်းကြားနောက်ကိုပြန်လဲကြည့်ချိန်မှာတော့ဂရင်းဘောမှာတန်ရီနဲ့တတိမိနေတယ်သူမရဲ့ငယ်ဘွားကအင်စရာကိုတွေးလိုက်ရပါတော့တယ် ချောင်းသာလေးလမ်းပြိုင်ပြီးတော့ခြေနေကိုနားမလည်နိုင်ဖြစ်သွားခဲ့မိ။ယူရန်အမြန်လာခဲ့ဖို့ခေါ်နေတော့ယူရန်နောက်ကိုပဲလိုက်သွားခဲ့လိုက်တာပါ။အဲနောက်ယူရန်ကအခန်းတကားကိုဖွင့်လိုက်တဲ့အခါအလင်းအောင်လေးဖြာထွက်လာပြီးချောင်းသာလေးတို့တဏျောင်ရောက်သွားခဲ့ပါလေ။အဲညာကတော့ဒုတိယချင်းအစီရန်မဖြစ်ခင်ကမှန်ညာနေမပြောင်းဆုံးသေးတဲ့ဘုံချောင်းသားရဲ့အခန်းငယ်လေးစီမာပဲဖြစ်ပါလေ။လက်ရှိချောင်းသားတို့ယူရန်နဲ့အတူအတိတ်ကသူမကိုဘေးကနေရက်ကြည့်နေခဲ့တာပါ။အစ္စရာဘွားနဲ့အောင်မြင်ပြီးတော့အက်ဆီဒန့်အကြီးကျယ်ဖြစ်ပြီးတဲ့နောက်ချောင်းသာတယောက်ဖားခင်ဖြစ်သူနဲ့တူအိမ်တွင်းပုံနေတဲ့အနုပညာသတင်းတွေကိုအင်တာနက်ကနေရှာဖွေကြည့်နေခဲ့ပါတယ် အင်စရာလိုလှပကြော်ရှင်းတဲ့မင်းသမီးဘွားကနေအက်ဆီဒန့်ဖြစ်ပြီးတဲ့နောက်ပိုင်းပုံပြပန်းပြဖြစ်သွားတဲ့ချောင်းတာကသူမရဲ့ဆုံးရှုံးမှုတွေကြောင့်ရောမိသားစုရဲ့မပြေလည်မှုတွေကြောင့်ရောပါစိတ်အခြေအနေကလည်းပုံမှန်ဖြစ်ပုံမရပါဘူးချောင်းတာကိုဖားခင်ဖြစ်သူကဘိုက်စာနဲ့အတွက်သူ့ကိုထမင်းကျွေးဖို့ကလေးတယောက်လိုငိုယိုပြီးတော့ပူဇော်နေခဲ့ပါလေချောင်းတာကသူမသိချင်တဲ့သတင်းတွေကိုရှာဖွေနေတဲ့ခနာဆောင်မှုအတွက်ဖားခင်ဖြစ်သူကိုပြောပေမိန်ဖားခင်ဖြစ်သူကငိုယိုပြီးတော့မကျွေးမချင်းပူဇော်နေတာကြောင့်ချောင်းတာလည်းမိဖို့ကန်းတဲ့ကထမင်းနဲ့အရွက်ပြုတ်ကိုအမြန်ခုခတ်ပေးလိုက်ပြီးဖားခင်ဖြစ်သူကိုပေးလိုက်ပါလေ ဘာကင်ပြည်သူကတော့ချောင်းချာထဲ့ပေးတဲ့ဓမင်းမြူနဲ့အရွက်ပြုတ်ကိုအားပါရနဲ့အငန်းမရစားနေရှားပါလေဒီပြပြောက်ယူရန်နဲ့အတူဘေးကနေရက်ကြည့်နေလက်ရှိချောင်းချာတော့ဘာကင်ပြည်သူပေါ်သူမရဲ့ဂီယူမဆိုင်မှုတွေကိုပြန်မြင်ပြီးတော့ရမ်းအောင်စိတ်မကောင်းဖြစ်နေကြတာပါအဲနောက်အတိတ်ကချောင်းချာဓမင်းစားနေဘာကင်ပြည်သူကိုတမိလာသေးရဲ့လားလို့မေးနေခဲ့ပါလေဘာကင်ကတော့ဓမင်းကိုပလုံပလောင်စားနေလှတယ်ရမ်းလှတယ်ငါသမီးဆေရာကအလှဆုံးပဲဆိုပြီးတော့ဝမ်းသာအားရနေထက်ကထက်ကပြောနေတော့တာပါချောင်းချာကလည်းတမိထက်လို့မှာတမိတေတာဘောကိုပြန်ကြိုးစားပြီးတော့ တစ်ခေါက်ပြန်သွားမှာဆိုပြီးတော့တခုခုထိတ်လန့်နေတဲ့ပုံစံနဲ့အဆက်မပြတ်ရေရွတ်နေခဲ့ပါတယ်ဒီဖြစ်ပျက်ကိုမြင်နေရတဲ့လက်ရှိချောင်းကြားတော့မျက်ရည်တွေထိမနိုင်အောင်ကျလာခဲ့ပြီးအဖေကအမားကြီးများကြီးလှုပ်ခဲ့မယ်ငါ့ကိုရမ်းချစ်ပေးခဲ့တာပဲဆိုပြီးတော့ယူရန်ကိုပြောလိုက်ပါတယ်ယူရန်ကလည်းချောင်းကြားမှာဒီလိုအဖေမျိုးရှိနေတာအရန်ကိုကန်ကောင်းတယ်လို့ပြောလိုက်ပြီးအမားဖေကအမားကိုရမ်းကိုချစ်ခဲ့တာဆိုအမားရောအမားဖေပေါ်ဘလို့ဆက်ဆံခဲ့လဲဆိုပြီးတော့ပြန်မေးလိုက်တာကြောင့်ချောင်းသားလည်းဘာမှပြန်မဖြေနိုင်အောင်ဆုံးအားသွားခဲ့ရပါတယ်အဲနောက်ယူရန်ကချောင်းကြားကိုနောက်ထပ်တနေရာစီခေါ်သွားခဲ့ပြန်ပါတယ်ဒီနေရာမှာတော့အတိတ်ကချောင်းကြားကသူမက ဒရိုက်တာချွဲအောင်ကုနဲ့တွေ့ပြီးတော့ရုပ်ရှင်ပြိုင်ဖို့တောင်းဆိုမှဖြစ်လို့သူမောင်းစောင့်နေဖို့အတွက်ဖခင်ဖြစ်သူကိုပြောနေခဲ့ပါတယ်။ဖခင်ကတော့ရာသူတို့ရန်ကိုအေးနေကြားကနေပဲတမိဖြစ်သူပြောမျှကိုခေါင်းတစ်ချိန်ချင်းနဲ့နားထောင်ပြီးနေရာမှာစောင့်နေဖို့လုပ်ခဲ့ပါတယ်။အဲ့ချိန်ဒရိုက်တာချွဲအောင်ကုကိုမြင်လိုက်တဲ့အတွက်ချောင်းကြားလေးဒရိုက်တာကြီးနောက်ကနေပြေးလိုက်ပြီးတော့စကားပြောဖို့ကြိုးစားခဲ့ပါတယ်။လက်ရှိချောင်းကြားကတော့သူမရှိရမြင်ကွင်းကိုဆက်မကြည့်နိုင်တော့တဲ့အတွက်နေရာကနေလက်ထွက်သွားဖို့လုပ်လိုက်ပါတယ်။ဒါပေမဲ့ယူရန်ကချောင်းကြားကိုဆွဲထားလိုက်ပြီးမှတ်ညံတွေကိုပြန်မရှာတော့ဘူးလားလို့မေးလိုက်ပါတယ်။ အဲ့ချိန်တစ်ဖက်ကမြင်ကွင်းမှာတော့ driver ချွဲအောင်ကူကိုဒူဝန်နဲ့ဟီအောင်တို့ကကားနဲ့လာခေါ်သွားကြတာကြောင့်အတိတ်ကချောင်းသားလေး driver ကြီးနဲ့စကားပြောခွင့်မရလိုက်ပါဘူး။ဒါမဲ့ချောင်းသားလက်မလျှော့ပဲတက္ကစီငှားပြီးတော့နောက်ကနေလိုက်သွားဖို့လုပ်တဲ့အခါမလမ်းမကမ်းမှာရက်ကြီးနဲ့လက်ရှိချောင်းသားကလိုက်မသွားဖို့အတွက်နောက်ကနေတကြောကြောအော်နေခဲ့ပါလေ။ချောင်းသားတက္ကစီပေါ်အမြန်တက်ပြီးတော့အရှိကနေမောင်းသွားတဲ့ကားနောက်ကိုအမိလိုက်ဖို့ပို့ပြောတဲ့အခါတက္ကစီသမားကကားပြင်ဘက်မှာဘောင်းမိတဲ့အပေါ့ဆုံပြီးတော့ချောင်းသားကိုခေါ်နေတဲ့ဖားခင်ဖြစ်သူကိုပြလိုက်ပါလေ။ အဲ့တော့တက္ကစီသမားချောင်းကြားဖားခင်ပိုင်တော့ line မပို့နိုင်ကြောင်းပို့မယ်လင်းလင်းပြောလိုက်တာပါလက်ရှိချောင်းကြားတော့မျက်စိရှိရမြင်ကွင်းထဲမှာဖားခင်ကိုတနာလုံးလို့အော်ဟစ်ကငိုနေခဲ့ပြီးအတိတ်ကသူမကိုသူမလည်းဖားခင်ကိုထားခဲ့ပြီးတော့ line မသွားဖို့ကိုထက်ကထက်ကတားနေမိပါတော့လေဒါပေမဲ့အတိတ်ကချောင်းကြားတော့ရာသီလို့အေးခဲနေတဲ့ကြားကနေသူမကိုအော်ခေါ်နေဖားခင်ကိုလုံးဝလေးလူရှုလိုက်ပြီးကားတစ်ကားကိုပိတ်ချလိုက်တာဒရိုက်တာကြီးရဲ့နောက်ကိုပဲလိုက်သွားခဲ့လိုက်ပါတယ်ကြံနေခဲ့တဲ့ဖားခင်လည်းချောင်းကြားကိုကြောကြောအော်ခေါ်ရင်းကားနောက်ကနေပြေးလိုက်သွားခဲ့ပါတယ် အချိန်နောက်ကနေလာနေတဲ့ကားကဖခင်ဖြစ်သူအချိန်ပြင်းပြင်းနဲ့ဝင်တိုက်ခဲ့တာကြောင့်ချောင်းသားရဲ့ဖခင်ဖြစ်သူလည်းလက်ရှိအခြေအနေကလိုလမ်းမဆောင်နိုင်တော့တဲ့ဒုက္ခိတာတယောက်ဖြစ်သွားခဲ့ရပါတယ်။အချိန်ရက်ကြီးနဲ့ချောင်းသားအော်ဟစ်ငိုယုံနေခဲ့ရင်းနဲ့သူမရဲ့ဆေးရုံကရင်ပေါ်မှာပဲအိမ်မဆိုးတခုကနိုးလာသလိုဂိအောင်ကရန်းနဲ့အော်ဟစ်နေခဲ့တော့တာပါ။နောက်တော့ချောင်းသားသူမဘာရီလောက်ခဲ့မိတာလဲဆိုတော့ကိုမှတ်မိပြီဆိုပြီးတော့အော်ငုံနေပါတယ်။အချိန်ဘေးကိုယူရန်ပြောင်းလာပြီးတော့နောင်တရလာလို့မေးတဲ့အခါမှာတော့ချောင်းသားကငါမိသားစုငါကိုယ်တိုင်စွန့်ပစ်မိခဲ့တာပဲ။ ငါမိသားစုပျက်စီးအောင်လုံးမိတာငါကိုယ်တိုင်ပဲလို့ဝမ်းနေစွာနဲ့ပြောပြီးတော့ငိုနေတော့တာပါယူရန်ကတော့အခုထိအချိန်မီနေသေးချောင်းနဲ့အကြာလုံးကလည်းမပြီးဆုံးသေးပါဘူးဆိုပြီးတော့ပြန်နှစ်သိမ့်ပေးတဲ့အခါချောင်းသားလည်းထိတ်လန့်စွာနဲ့ပဲ "तू မတည်သွားခဲ့မဟုတ်ဘူးလား"ဆိုပြီးယူရန်ကိုပြန်မေးလိုက်ပါတယ်ယူရန်နောက်တစ်ခေါက်ပြန်သွားပြီးတော့ယာအားလုံးကိုပြန်ပြင်ဆင်ဖို့အခွင့်ရှိပါသေးတယ်ဆိုပြီးတော့ပြန်ပြောလိုက်တာကြောင့်ချောင်းသားလည်းဝမ်းသာသွားခဲ့ရပါတယ်အဲနောက်ချောင်းသားယူရန်ကိုကြည့်ပြီးတော့အလုပ်ရသွားပြီလားဝမ်းသာလိုက်တာအမပြောသားပဲအဆုံးထိလက်မဆုပ်ဆိုရင်အရာလုံးဖြစ်နိုင်ပါတယ်ဆိုလို့ပြောပြီးတော့ဝမ်းသာအားနဲ့ပြောလိုက်ပါတယ် ယူရန်နဲ့ချောင်းသားစကားကိုကြားကြားချင်းမျက်နှာညှိုးကြသွားခဲ့ပြီးတော့ညီမဘလူပဲဖြစ်ဖြစ်အမတို့အဆုံးထိလက်မလျှော့ပါဘူးလို့ဂရီပေးပါဆိုပြီးတော့ပြောလာခဲ့တာကြောင့်ချောင်းသားလည်းအံ့ဩစွာနဲ့ပဲဘာကြောင့်ထွက်သွားရမယ့်လူတယောက်လို့ပြောနေရလဲဆိုပြီးတော့ပြန်မေးလိုက်ပါတယ်။ဒါပေမဲ့ယူရန်ကဘာမှပြန်မဖြေခဲ့တဲ့အတွက်ချောင်းသားလည်းယူရန်ကိုဂရီပေးကြောင်းပြောပြီးတဲ့နောက်မှာတော့ယူရန်ကချောင်းကြအနားနဲ့ထွက်သွားခဲ့ပြီးအခန်းပောက်ဝကနေရောင်အောက်မှာပဲပျောက်ကွယ်လို့သွားခဲ့ပါတော့တယ်။အဲနောက်ချောင်းသားလည်းယူရန်ကိုအော်ခေါ်နေတဲ့သတိမေးနေရကနေပြန်ပြီးတော့နိုးထလာပါတယ်။တယ်ဆိုတဲ့ပဲကြတော့ချောင်းသားသတိရလာလာချင်း ပြပြသတင်းနဲ့ give site နေကြရင်းနဲ့ဝမ်းသာမဆုံးဖြစ်လို့နေပါတယ်။ဘဲကြတော့အမားဖြစ်သူကိုယူရန်စွာဘသူလဲဆိုပြီးတော့မေးလိုက်ပေမဲ့ချောင်းကြတော့နိုးလာခြင်းမှာဘာပြန်မဖြေနိုင်ပဲဦးချောင်းချောင်းကြီးဖြစ်နေရပါ။ထဲဆိုရတဲ့ချောင်းကြသတိမိနေတာ300လောက်ရှိဖြစ်ကြောင်းနဲ့သတိပြန်မရလာမှောက်သူမတို့ရန်ကိုစိတ်ပူနေကြရကြောင်းပြောပြနေပါတယ်။ချောင်းကြတော့ဒူမဖြစ်သူဓာကြီးကိုအနောက်ကိုခေါ်လိုက်ပြီးတခုဖြစ်သွားသေးလားဆိုပြီးတော့စိတ်ပူတကြီးနဲ့မေးလိုက်သေးတာပါ။အဲ့တော့ချောင်းသားဒီမကူဒီမပြန်သတိရသွားပြီးတော့ဒီမအမျက်နှာတော်တစ်ခုအထိကైသွားသေးလားဆိုပြီးတော့စိတ်ပူနေတာကြောင့်ထဲဆုတို့လည်းရေးပေါ်ကန်းထွက်လာခြင်း မျက်နှာတော်တကူးတကကြီးစိတ်ပူနဲ့ချောင်းသားကိုကြည့်ပြီးတော့အံ့ဩနေပါတယ်။ချောင်းသားကသူမသတိမိန်တာ၃ရက်လောက်ရှိပြီဆိုရင်ရိုက်ခွေးမှာဖြိုပြဲတွေဖြစ်နေတော့မှာပဲဆိုပြီးတော့ထထသွားဖို့လုပ်နေတဲ့အတွက်ဘဲသားနဲ့ထဲဆုလို့လည်းမနေတားနေရပါတယ်။အဲဒီအချိန်ကိုချောလဲခန်းထဲကိုရောက်လာပြီးတော့ရိုက်ခွင်းကိစ္စကိုသူကုံစီတင်ထားလို့စိတ်မပူဘူးပြောလိုက်ပြီးချောင်းသားလည်းတခုဖြစ်သွားသေးလားအဆင်ပြေလားဆိုပြီးတော့ပြာရခန့်နေအောင်မေးပါတော့တယ်။မထင်မှာပဲချောင်းသားကိုချောကိုကြည့်ပြီးတော့ရှင်ကဘာလုပ်လဲဆိုပြီးတော့ထမေးလိုက်တာကြောင့်ကိုချောရဲ့ဘေးမှာရှိနေတဲ့ထဲဆုတို့ပါရုတ်တရက်ဆုံးအာသွားကြပါတယ်။ ကိုချောကတော့ကျွန်တော်မမှတ်မိဘူးလို့တော့မပြောပါနဲ့နော်ဆိုပြီးအထိတ်လန့်နဲ့ပြောလိုက်တဲ့အခါမှာတော့ချောင်သာကကိုချောဦးချောင်ဆောင်နဲ့ကြည်နေရင်နေပေါင်ရှင်းရဘူးလဲရှင်းရဆုံးတော်ကြီးဆိုတာကိုကျွန်မဘယ်လိုလုပ်မေးလို့ရမှာလဲလို့ရုပ်တီနဲ့ပြောချလိုက်ပါတယ်အဲ့တော့မှကိုချောထဲဆုတော့အသက်ပြန်ရှူနိုင်သွားပြီးချောင်သာကိုချောတတ်တတ်မဲ့နောက်နေမှန်တီးသွားပါတယ်အဲ့တော့မှချောင်သာလည်းခဏလောက်နားပြီးတဲ့နောက်မှာကိုချောကိုသူမအတိတ်ကဖြစ်တဲ့ကိုမှတ်မိဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်ချောင်သာအောင်မြင်တဲ့မင်းသမီးဘဝကနေအက်ဆီဒန့်ကြောင့်ကြာဆုံးသွားပြီးတဲ့နောက်မှာ အရင်လိုရုပ်ရှင်တွေပြန်ရဖို့အရင်လိုအောင်မြင်တဲ့သူတယောက်ဖြစ်လာဖို့ကြိုးစားနေတာကြောင့်သူမကိုယ်တိုင်မိသားစုအဆက်အသွယ်ဖြတ်ပြီးတော့တယောက်တည်းပုန်းဆောင်နေခဲ့တာကိုလည်းပြန်မှတ်မိသွားကြောင်းတွေကိုချောကိုပြောပြလိုက်ပါတယ်။အဲ့ချိန်တွေတုန်းကချောင်းသားတယောက်ကားတိုက်ခံပြီးတော့ဒုက္ခိတာဖြစ်သွားတဲ့ဖခင်ကိုပေါ်ပေါ်ထင်းထင်းသွားမတွေ့ရတော့သလိုညီမဖြစ်သူဘဲကြောင်လည်းအဆက်အသွယ်ဖြတ်နေခဲ့ပြီးတော့ဖခင်တို့ဈေးဘဝကနဲ့ဈေးတချို့ကိုနောက်ကွာနေတတ်နိုင်တော့တိတ်ဆိတ်ကူညီပေးခဲ့ပါတယ်။အဲနောက်ဂျမ်ဘူဆောင်မာနေနဲ့ယူရန်ဆွဲမိန်းကလေးနဲ့ရင်းနှီးမှုရခဲ့ပြီးတယောက်မှရှိတဲ့အခက်အခဲတွေကိုတယောက်စီရင်ဖွင့်ကြရတဲ့တငယ်ချင်းတွေဖြစ်ခဲ့ပါတယ် ဒီမှာတော့ယူရန်နဲ့စကားပြောနေချောင်ကြစီကိုစာအိတ်တိတ်ကရောက်လာပါလိမ့်။စာအိတ်ထဲမှာတော့ဂျီဆောင်ဖီရဲ့လိပ်စာကန်းနဲ့ memory state တခုပါလာကြောင်းချောင်သားယူရန်ကိုကူညီတောင်းပြီးတော့ယူရန်ရဲ့ laptop နဲ့ဖွင့်လိုက်တော့အထဲမှာပါတဲ့အသံဖိုင်ကိုနားထောင်ကြည့်လိုက်ပါလိမ့်။အသံဖိုင်ကိုနားထောင်ရင်းနဲ့အထဲမှာပါတဲ့အကြောင်းအရာတွေကြောင့်ချောင်သားလည်းအရန်ကိုထိတ်လန့်သွားခဲ့ရပါလိမ့်။အဲဒီမှာချောင်သားလိပ်စာကန်းထဲကနေရာကိုလိုက်သွားခဲ့ပြီးတော့ကဲရန်တော့မှာပါတဲ့2668နံပါတ်နဲ့ကားကိုလည်းအစာအုပ်ရဲ့ရှေ့မှာတွေ့လိုက်ရပါလိမ့်။ချောင်သားလည်းအနောက်ကလိုက်သွားပြီးတော့အမန်လောင်းမင်းကွီကိုရှင်းအောင်ကျွန်မဘွားပျက်စီးသွားခဲ့ရတာ။ လွန်ခဲ့တဲ့25နှစ်ကရင်တိုင်းဘူးနောက်ွယ်မှာကြိုးကိုင်ခဲ့တာရှင်ပဲရှင်တို့လောက်ရက်တွေကိုဖော်ထုတ်မှာဆိုလို့ကျွန်မတို့ရှင်းပြတာမလားဆိုပြီးပြဿနာသွားရှာပါတော့လေမိငွေကတော့ဒီအမှုကနှစ်တွေလဲကြာဖြစ်လို့အမှုလိုက်ချိန်တတ်မှတ်ကာလကြော်လွန်သွားပြီဖြစ်တာကြောင့်ဘယ်ရဲကမှဖြည့်ရှင်းပေးမှာမဟုတ်ဘူးဆိုပြီးတော့တိုင်းချင်းအတိုင်းလှုပ်ချင်အလှုပ်ဆိုတဲ့ပုံစံနဲ့ချောင်းချောင်းမောင်းထုတ်လိုက်ပါတယ်အဲ့ချိန်ချောင်းချားတော့ဒီအမှုတွေကိုရဲရမလိုက်နိုင်အောင်မီဒီယာကတော့လစ်လူရှုမှာမဟုတ်လို့အမတ်လောင်းတယောက်နေတဲ့ပြည်သူရှေ့မှာမျက်နှာဖုံးတတ်ထားတဲ့လူရဲ့အတိတ်ကိုအားလုံးရှေ့မှာဖော်ထုတ်ပြမယ်ဆိုပြီးတော့ထပ်ချင်းချောက်လိုက်ပါတယ် င်ကွီးရဲ့လက်ထောက်ကသူမကိုယ်တိုင်ချောင်းချောက်ကိုတိတ်ဆိတ်ဖြေရှင်းမယ်ဆိုပြီးတော့ပြောပေမိတ်မင်ကွီးကတော့ဒီလောက်ကိစ္စကိုလက်ညစ်ဘက်ခံပြီးတော့ကိုင်းတွဲစရာမလိုချောင်းပြောလိုက်ပြီးချောင်းချောက်ကိုရှင်းပြဖို့အတွက်ဂျူဆောင်းဖီကိုတောင်းဝင်ပေးဖို့လက်ထောက်ကိုပြန်ပြောလိုက်ပါတယ်အဲနောက်ဂျူဆောင်းဖီကလည်းဒီကိစ္စကိုကြီးစားကောင်ဒဲကူးစီမှာလက်လွှဲပြီးတော့ချောင်းချောက်ကိုရှင်းဖို့ခိုင်းစေခဲ့တာကြောင့်ချောင်းချောက်တောင်25နှစ်အကြာမှာထပ်လုံးကြံခံခဲ့ရပြီးအဲဒီအချိန်မှာဖြစ်ခဲ့တဲ့ accident ကြောင့်မှတ်ဉာဏ်တွေလည်းပျောက်ကွယ်သွားတော့တာပဲဖြစ်ပါတယ်ကိုချောလည်းချောင်းချောက်အတွက်ပြောဖို့ခက်ခဲမဲ့အရာတွေကိုသူစီမှာအားလုံးရေဖွင့်ပြောပြရတဲ့အတွက်ကျေးဇူးတင်ကြောင်းပြောလိုက်ပါတယ် ။ခြောင်ကြားတော့သူမကိုမသိမချင်းဒုက္ခလိုက်ပေးနေုံမဲ့လူတွေကြောင့်ရှေ့ဆက်ပြီးတော့ကြော်ဖြတ်နိုင်မအောင်မလားကိုဘူပန်နေပြီးအရန်ကိုစိတ်ဖိစီးနေရတဲ့အကြောင်းကိုချောကိုထပ်ပြောပြလိုက်ပါရီ။ကိုချောနဲ့ခြောင်ကြားနေတဲ့အချင်းချင်းလဲကြတာတော့ချင်းချင်းပြန်ထပြီးတော့လက်ရှိချင်းတွေကိုပြန်ရအောင်စူးစမ်းနိုင်ခဲ့တာဖြစ်တဲ့အတွက်ဘာမှမဆိုလုံနိုင်မှာပါဆိုပြီးတော့အားပေးစကားပြောလိုက်ပါရီ။အဲနောက်ကိုချောကခြောင်ကြားနဲ့ဓာအီတို့ကိုစာအုပ်ထဲမှာအန်ရဲပေးခဲ့တဲ့သူကအမျိုးသမီးလားဆိုပြီးတော့မင်းကြီးရဲ့လက်ထောက်ချွဲဆောင်ရဲ့ပုံကိုထုတ်ပြလိုက်ပါရီ။ခြောင်ကြားလည်းအဲမျိုးသမီးရဲ့ဖြစ်ကြောင်းကိုပြန်ပြောပြီးအမြန်ဆုံးသွားဖမ်းမှုကိုချောကိုပြောလိုက်ပါရီ။ ိုချော့လည်းစာအုပ်ထဲက CCTV တွေကိုတစ်ဖက်လူတွေကအတုတွေလှုပ်ထားဖြစ်ကြောင်းနဲ့ခိုင်မာတဲ့တပ်တွေမရှိရင်အကြီးလွဲချော်သွားနိုင်ကြောင်းပြောပြီးအရင်ဆုံးဂျူဆောင်းဖြူဖမ်းဆီးပြီးမှသာဂျူဆောင်းဖြူခိုင်းစီပြီးတော့နောက်ကွယ်ကနေကြိုးကင်တဲ့သူတွေအားလုံးတစ်ဆင်ချင်းပေါ်ထုတ်ပြီးဥပဒေပေါင်းတဲ့ကတိုင်းလွဲချုံမှုမရှိအောင်ဆောင်ရွက်သွားရမှာဖြစ်ကြောင်းချောင်းချောင်းရှင်းပြပါတယ်။အဲဒီမှာတတိုင်းဆန်ဆန်မဲ့ဂိုချောစီကိုတာဝန်ရှိသူအရာရှိစီကဖုန်းဝင်လာပြီးတော့ဂျူဆောင်းဖြူသူ့ရဲ့ကားထဲမှာပဲဒေဆုံးလေးရနဲ့ရှာတွေ့ထားကြောင်းအကြောင်းလှမ်းကြပါတော့တယ်။ကိုချောင်းလေးနေရာကိုချက်ချင်းလိုက်သွားပြီးတော့ရာရှိကိုမေးတဲ့အခါ ဒီဆုံးတဲ့ဂျူဆောင်ဖီကိုကိုကိုတတ်တည်တယ်လို့ထင်ရအောင်တမင်လုံးကြံထားတာဖြစ်ပြီးဒေချာစစ်စစ်ကြည့်တဲ့အခါမှာတော့တတ်တည်လာမဟုတ်ပဲအသက်ခံထားတာဖြစ်ကြောင်းကိုအရာရှိကပြန်ပြောခဲ့ပါလိမ့်ကိုချောရမင်ကူကြီးတို့ဘက်ကအကွက်ကြုံမြင်ပြီးတော့ကိစ္စအားလုံးရဲ့တတ်တည်ဖြစ်နေတဲ့ဂျူဆောင်ဖီကိုရင်ရှင်းထုတ်ပြလိုက်ပြီးဆိုတော့သဘောပေါက်သွားပါတော့တယ်တကယ်တမ်းကကိုချောထင်တဲ့အတိုင်းပါပဲသူတို့လောက်ရတွေကိုဖော်ထုတ်သူရှိလာပြီးဆိုတော့ကိုတီးပြီးတဲ့နောက်မှာမင်ကူကြီးတို့ဘက်ကနေသူတို့တို့အဓိကတတ်တည်ဖြစ်နေတဲ့ဂျူဆောင်ဖီကိုလက်ထောက်ချွဲကိုယ်တိုင်ကပဲရှင်းပြခဲ့ပြီးတော့တတ်တည်တဲ့အမှုလို့ထင်ရအောင်လို့စီစဉ်ထားခဲ့တာဖြစ်ပါတယ် ကိုကျော်တော်အခင်ဖြစ်တဲ့နီနာပတ်ဝန်းကျင်နဲ့ဂျူဆောင်းမီနဲ့ပတ်သက်တဲ့နေရာတိုင်းမှာလိုအပ်တာတွေကိုထပ်မံစစ်ဆေးဖို့နဲ့ထူးခြားချက်ရှိရင်လည်းသူ့ကိုတင်ပြဖို့အရာရှိကိုပြောခဲ့ပြီးနေရာကနေထွက်လာခဲ့လိုက်ပါတော့တယ်။တမမလည်းဒူဝန်တယောက်ရုတ်တရက်ကြီးချောင်းသာပျောက်ဆုံးသွားတဲ့အတွက်ဆိုရှယ်မှာပွက်လောညံတဲ့ကိစ္စနဲ့ပတ်သက်ပြီးချောင်းသာကျမ်းမာရေးကြောင့်အားယူနေရတယ်ဆိုပြီးတော့သတင်းဖြန့်မှုအတွက်သူ့လက်ထောက်ကိုတာဝန်ပေးနေခဲ့ပါတယ်။အဲဒါမှတော့ဒူဝန်ကမင်းကြီးရဲ့လက်ထောက်ချွဲဆောင်ရင်းနဲ့သွားတွေ့ပြီးတော့လက်ထောက်ချွဲကတော့ချောင်းသာနဲ့ဘုံဓာကြီးဆိုတဲ့တင်တန်းသူတို့ကဆွေမျိုးတော်ဆက်ကြကြအောင်သူမတို့အတိမပေးလို့ဆိုပြီးဒူဝန်ကိုပြောဆိုနေပါတယ်။ ။သူကတော့လက်ထောက်ချွဲရဲ့စကားကြောင့်အရန်အောင်သွားပြီးဆောင်းသားနဲ့ဒါအီတို့ဆွေမျိုးတော်ကြဆိုတာသူကိုယ်တိုင်တော့မသိခဲ့တာကြောင့်လုံးဝမယုံကြည်နိုင်မဲ့ဖြစ်နေရပါလိမ့်။အဲနောက်လက်ထောက်ချွဲကဆောင်းသားရဲ့အိမ်တော်သူစီးရင်ကိုဒူဝမ်ကိုထုတ်ပြလိုက်ပြီးဒါအီတယောက်ဆောင်းရဲခိုးဝင်ခဲ့တဲ့ကိစ္စကြောင့်ပြဿနာအကြီးကြီးတက်ကဆောင်းသားလည်းစီးရင်မရောက်သွားခဲ့ရတဲ့အကြောင်းစုံပြောပြလိုက်ပါလိမ့်။ပြန်လည်းတစ်လျှောက်မှာဒူဝမ်လည်းဒါအီကိုစားတွေ့ချိန်တုန်းကမျက်နှာကိုရမ်းရင်းနှီးသလိုခံစားနေရတာဆောင်းသားရဲ့ဒူမာအရင်ဖြစ်နေလို့ပဲဆိုတာကိုပြန်တွေးမိခဲ့ပါလိမ့်။တမမတော့ကိုချောကဒူဝဲကုမ္ပဏီကိုရောက်လာပြီးတော့ရယ်လီကိုလာပြီးတော့တွေးခဲ့ပါလိမ့် ကိုချောက rally ကြုံတွေ့နေရတဲ့ဖြစ်မှန်တွေပြောပြပေးဖို့တောင်းဆိုခဲ့မယ် rally ကတော့သူမအနေနဲ့ဘွဲဥဒ္ဓအဖွဲ့ထဲမှာပါဝင်ရဖို့အချိန်လဲသိမ့်မလို့တော့ပဲအခုတော့ပါဝင်ရဖို့လည်းအများကြီးပိတ်ဆက်ထားတာဖြစ်လို့ပြောမပြနိုင်ကြောင်းအကြောက်ကန်နဲ့ညင်းနေပါလေအချင်းကိုချောက်လက်ရှိမှာချောင်းကြလဲ rally သွားတဲ့အဆောင်မှာပဲ nl zoo နဲ့ကြုံပြီးတော့ဒဏ်ရာပြင်းထန်ရထားတဲ့အတွက်ဈေးုံတက်နေရကြောင်းနဲ့ rally မှန်တရားတွေကိုချမပြရင်နောက်ထပ် main ကလေးတွေမှာလည်းအခုတော့ nl zoo တွေကြောက်လာနိုင်တာကြောင့်ကိစ္စအလုံးမဟုတ်ရင်တော့တစွန်းစားတော့ပြောပြပေးဖို့အတွက်အနည်းညွတ်တောင်းမှန်လိုက်ပါလေအဲ့ဒါမှ rally လည်းအများကြီးတော့ပြောမပြနိုင်မိမယ့် သူမအဲ့ဒီစောင်းစီခေါ်ခေါ်သွားတဲ့အဖွဲမှု EC မှာတခုရှိနေနိုင်ပါတယ်ဆိုပြီးတော့ရဲဆိုပြီးတော့ပြောပြလိုက်ပါတယ်။ကိုချောလဲ rally စီကအခုလိုတီးရတဲ့ကိစ္စကိုအစုံနီဖုံးကွယ်ပြီးတော့မှဖြစ်ပြီးတော့ဂျန်တဲ့ကိစ္စတော့သူ့အသူဖြေရှင်းမှာဖြစ်လို့ခုလိုတတိရှိနဲ့ပြောပြပေးတော့ပဲကျေးဇူးတင်ကြောင်းပြန်ပြောပါတယ်။အဲ့လိုနဲ့ရုံးစင်းချင်းကိုရောက်ပြီးတော့ဝန်ထမ်းတွေလည်းပြန်သွားကြချိန်မှာတော့ကိုချောအဖွဲမှု EA ရုံးခန်းထဲကိုတိတ်ဆိတ်ဝင်ရောက်သွားလိုက်ပါတယ်။ကိုချောကရုံးခန်းမှာရှိတဲ့တင်တန်းသူ CN file တွေကိုစစ်ဆေးကြည့်ပေမယ့်အားလုံးကပုံမှန်လိုပဲဖြစ်နေပြီးတော့မသိငါးစားချက်လက်တွေမတွေ့ခဲ့ရပါဘူး။ ဒါပေမဲ့ခဏလောက်ကြာမှတော့ကိုကျော်လေးဖိုင်နယ်တစ်ခုကိုဗီဒိုထဲကနေဆွဲထုတ်လိုက်တဲ့အခါမှာအနောက်ထဲမှာဖွက်ထားတယ်။ဘန်းရောင်အဖုံးနဲ့ဖိုင်တစ်ခုတွေးလိုက်ရပါတယ်။ကိုကျော်လေးဖိုင်နယ်ကိုဖွင့်ပြီးတော့ဆစ်ဆေးလိုက်တဲ့အခါမှာတင်နိုင်သူ rally နဲ့21 entertainment ကြားနှုတ်ပိတ်ခြင်းစာချုပ်ဆွဲစာချုပ်ဆောင်တဲ့သူ rally နဲ့ပတ်သက်တဲ့သတင်းချက်လက်တချို့ကိုတွေးလိုက်ရပါတယ်။ဒူဝန်ကလည်းကုမ္ပဏီအောက်ထပ်ရောက်လာနေဖြစ်ပြီးတော့လက်ထောက်ကချောင်းသာတက်နေဆေးရုံရှာတွေ့ချောင်းပြောလာခဲ့တာကြောင့်ဒူဝန်လည်းချောင်းသားအချင်းတွေဘလို့ရှိလဲဆိုတာကိုသိထားစုံစမ်းမှုနဲ့တကယ်လို့ချောင်းသားမသေးသေးဘူးဆိုရင်လည်းအောက်ဆီဂျင်ပိုက်ကိုဖြုတ်ပြီးတော့တေးအောင်သာတပ်ပစ်ခဲ့လိုက်ဆိုပြီး သူ့ရဲ့လက်ထောက်ကိုဒေါသကြီးနဲ့ပြောလိုက်ပါတယ်။အနောက်ဒူဝင်လဲပေါ်တက်ကိုတက်လာတဲ့အခါအဖွဲမှုအီရဲ့ရုံးကန်ဝင်စစ်ဆေးပြီးတော့ပြန်ထွက်လာတဲ့ကိုချောနဲ့ထိတ်တိုက်ဒိုးပါတော့တယ်။ဒူဝင်ကတော့ကိုချောမမြင်ချင်းသူ့အချိန်ချင်းဆက်သွယ်နေရအောင်အရေးမလုပ်ပဲအခုလိုအချိန်မတော်မှကုမ္ပဏီကိုခိုးချောင်ခိုးရတယ်ဘာလာလောက်တာလဲဆိုပြီးတော့မေးလိုက်ပါတယ်။ကိုချောကလည်းကုမ္ပဏီမှာစစ်ဆေးစရာရှိလို့ခဏလာတာဖြစ်ကြောင်းအေးဆေးပြန်ပြောပြီးတော့အောက်ကိုပြန်ဆင်းဖို့လုပ်လိုက်ပါတယ်။အချိန်ဒူဝင်ကချောင်းချာဆေးုံတက်နေရဆိုတာကိုသူသိထားကြောင်းနဲ့သူကုမ္ပဏီရဲ့မင်းသမီးကအခုလိုဖြစ်တာတော့မှမန်နေဂျာသတင်းမပို့ရကောင်းလားဆိုပြီးတော့ကိုချောကိုထပ်ဆူပါတယ်။ ကိုကျော်ကချောင်းသားနေပြန်ကောင်းလာမှသတင်းပို့မလို့စီစဉ်နေရဆိုပြီးတော့ပြန်ပြောလိုက်တဲ့အခါဒူဝါဂီမဆိုင်တဲ့ပုံစံနဲ့ပဲတကယ်လို့နေပြန်ကောင်းမလာရင်ရောပြန်နိုးမလာတော့ရောဆိုတဲ့ပုံစံနဲ့ပြောလိုက်တာကြောင့်ကိုကျော်ကလည်းဒူဝါကိုစိတ်စိတ်ကြည့်လိုက်ပြီးအရင်တစ်ခေါက်တည်းကသတိပေးထားတယ်။စကားကိုစင်ချင်းပြောပါလို့ဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်။အဲဒါမှဒူဝါလည်းဘာမှပြဿနာမရှာတော့ပဲခုကစပြီးတော့တနိုင်ကြားတစ်ခါချောင်းသားရဲ့အခြေအနေကိုလှမ်းပြီးတော့အကြောင်းကြားမယ်လို့ပြောပြီးကိုကျော်ကိုပြန်ခိုင်းလိုက်ပါတယ်။အဲလိုနဲ့ကိုကျော်ကလည်းအောက်ထပ်ဆင်းမှုဓာတ်လေကားတွေဝင်တော့မယ်အချိန်မှာ ကိုကျော်ရဲ့ဘောင်းမီအိတ်ကတည်းကစာဝဲတွေကိုတွေးလိုက်တာကြောင့်ဒူဝန်လဲကိုကျော်ကိုလမ်းပြီးတော့တားလိုက်ပါလိမ့်။အဲနောက်စာဝဲတွေကိုပြဖို့ပြောတဲ့အချိန်မှာကိုကျော်ကအင်းနေနေလှုပ်နေရကြောင့်ဒူဝန်လဲကိုကကိုပဲဆွဲထုတ်ပြီးတော့စစ်ဆေးကြည့်လိုက်တဲ့အခါမှာစာဝဲတွေကတခြားမဟုတ်ပဲချောင်းချာလက်ရှိရိုက်နေတဲ့ဇက်ကားရဲ့ဇက်ညွန်းစာဝဲတွေပဲဖြစ်နေတော့တာပါ။အဲတော့မှဒူဝန်လဲအရန်ကိုအလုပ်ကြိုးစားနေတဲ့ကိုကျော်ကိုရွေဆောင်းပြောလိုက်ပြီးဇက်ညွန်းတွေကိုပြန်ပေးလိုက်ပါလိမ့်။ကိုကျော်တော့ဘာမှဖြစ်သလိုပုံစံနဲ့အောက်ထပ်ကိုဆင်းလာဖို့လှုပ်လိုက်ပြီးတကယ်တော့ရယ်လီရဲ့နှုတ်ပိတ်စာချုပ်ကိုကိုကျော်တယောက်ဂျာကင်းရဲ့အတွင်းပိုင်းထဲမှာထည့်ဖွက်လာခဲ့တာဖြစ်ပါလိမ့်။ အနောက်တရမှာတော့ကိုကျော်လေးစုဆောင်ထားသမျှတပ်သေးတွေအထက်ကိုတင်ပြပြီးတော့ဒူဝင်ရဲ့ကုမ္ပဏီကိုဝရမ်းထုတ်ပြီးတော့စစ်ဆေးဖို့အတွက်တောင်းမရှိသူတွေကိုစေလွှတ်ခဲ့ပါတယ်။ဒူဝင်ကတော့သူ့ကုမ္ပဏီအချက်လက်တွေကိုတောင်းရှိသူတွေလောက်သိမ်းဆဲနေတာတွေကိုကြည့်ပြီးဘာလို့မှမသိအောင်ရန်ကိုထိတ်လန့်နေခဲ့ပါပြီ။တစ်ဖက်မှာတော့နေကောင်းကာစားချောင်းကြာကဈေးဝင် TV ကနေယူဆောင်ပြီးတင်ဆောင်သွားတဲ့ဒရင်တွေကိုကြည့်နေချိန်မှာကိုကျော်ရောက်လာပြီးတော့ TV ကိုပိတ်ချပြလိုက်ပါတယ်။ချောင်းကြာတော့ယူဆောင်ပြီးတော့မင်ကွီရိုဘက်ကအလွယ်လေးတပ်ပြလိုက်တာဆိုတာကိုသိလိုက်တာကြောင့်သူမောင်းလည်းဘယ်ချဲလို့နှုတ်ပိတ်ပြလိုက်မှာလဲဆိုတာနဲ့ သူမရဲ့မိသားစုလည်းအချိန်မရွေးအန္တရာယ်ပေးလာနိုင်တယ်ဆိုပြီးတော့အထိတ်လန့်နဲ့ရန်ကိုတုံ့လှုပ်နေပါတယ်။အဲ့ချိန်ကိုကျော်ကစိတ်လှုပ်ရှားနဲ့ချောင်းကျောက်ကိုစိတ်အေးထားဖို့ပြောလိုက်ပြီးချောင်းကျောက်ချောင်းကျောက်မိသားစုကိုရောဘာထိခိုက်မှမရှိအောင်သူကိုယ်တိုင်ဆုံးထိကိုကာကွယ်ပေးမှာမလို့ရာအောင်တော့စိတ်ချပါဆိုပြီးလေးလေးနက်နက်နဲ့ပြောလိုက်ပါတယ်။အဲ့နောက်ကိုကျော်ကချောင်းကျောက်ကိုဘာမှမတွေးဘဲနဲ့အေးဆေးဆေးအနားယူဖို့ပြောပြီးတော့အခန်းပြင်ထွက်သွားဖို့လှုပ်ချိန်မှာတော့ချောင်းကျောက်အနောက်ကနေယုံပါတယ်ဘလောက်မှအင်အားမရှိသေးတဲ့အငယ်ဆုံးစုံတော့ဘဝတုန်းကလည်းရှင်ကျမကိုကာကွယ်ပေးခဲ့တာပဲ။၃ညခွန်၈နှစ်ဆိုပြီးတော့ရုတ်တရက်ကြီးပြောချလိုက်ပါတယ်။ ကိုကျော်တော်ချောင်းသားစကားတွေကြောင့်ရန်ကုန်ဆုံးရသွားပြီအနောက်ကိုဖြည်းဖြည်းချင်းလဲကြည့်လိုက်ကတိနေခဲ့တာလားဆိုပြီးတော့မဝင်မရဲနဲ့မေးလိုက်ပါတယ်ချောင်းသားလည်းမျက်ရည်လေးဝဲလျက်နဲ့ခေါင်းလေးပြန်ချိန်ပြခဲ့ပြီးတော့လုံခဲ့တဲ့25နှစ်ကသူမအက်စီဒန့်ဖြစ်ပြီးဆေးရုံမှာသတိမရသေးတဲ့အချိန်ကိုကျော်ကခဏခဏလာကြည့်ပေးခဲ့တာတွေနဲ့ဒုက္ခရောက်နေတဲ့ညမဖြစ်သူနဲ့ဖခင်ယူလဲကိုကျော်ကပဲတတ်နိုင်တဲ့လောက်တိတ်ဆိတ်ကူညီပေးခဲ့တယ်ဆိုတာကိုညမဖြစ်သူစီကပြန်ကြားခဲ့ရကြောင်းကိုပြောပြလိုက်ပါတယ်အဲ့ချိန်ကိုကျော်ကသူကဂရီတစ်ခုကိုတီချင်ခဲ့ုံလေးပါဆိုပြီးတော့ပြန်ပြောလိုက်တာပါ ကိုကျော်ချောင်းကြားသူ့ကိုဖန်ဆိုင်ထိုးပေးတဲ့စာရင်းလေးမှာတုံညာခွန်ရှင်းနေထပ်တွေးကြမယ်နော်ဆိုရယ်စာသားလေးကိုသတိတရားနဲ့အမြဲထုတ်ကြည့်ကြတာဖြစ်ပြီးဂရီတိုင်းချောင်းသားနဲ့ပြန်တွေ့ရဖို့အတွက်တတ်နိုင်အောင်အမြဲကြိုးစားနေကြတာဖြစ်ပါတယ်။ကိုကျော်ကတစ်ချိန်လုံးကသူ့ရဲ့ဂရီကိုတီးလို့ပဲဒီနေ့မှပြောခဲ့တဲ့ချောင်းကြားကိုအဆုံးထိကာကွယ်ရမယ်ဆိုရယ်ဂရီကိုလည်းတီးမှာဖြစ်လို့ဘာအောင်မှတွေးပြီးတော့စိတ်ပူမနေဖို့ချောင်းကြားကိုထပ်ပြောလိုက်ပါတယ်။ဓမ္မမတော်ဆွေအောင်တယောက်သူ့ရဲ့ channel မှာ subscriber တွေရော့သွားပြီးတော့သူ့ရဲ့ live stream တွေမှာလည်းကြည့်ရှုသူတွေဝယ်သူတွေရန်နှဲသွားတယ်ပတ်သက်ပြီးတော့စိတ်တွေညစ်နေကြပါတယ်။ဆွေအောင်လက်ထောက်ကတော့အခုလိုဖြစ်ရတာကဂွေရောင်းတဲ့ အလုတ်တွဲမလုတ်တော့လို့ဖြစ်မယ်ဆိုပြီးတော့ပြောနေတဲ့အတွက်ဆွေအောင်လည်းဘာလို့မှမသိပဲခေါင်းရှုပ်နေပါလိမ့်။နောက်မှမှတော့ချောင်သာလည်းဒန်ဟာရီတက်တာသွားပြီလို့ဈေးဝင်ကနေစင်းပြီးအဆောင်ကိုပြန်လာခဲ့ပါပြီ။ချောင်သာရောက်ချင်းသူမရဲ့ဘစ်ဖန်အဆောင်မှုကတန်တော်နဲ့ချောင်သာကိုစိတ်ပူနေကြောင်းလာပြောခဲ့တာကြောင့်ချောင်သာလည်းသူမအစီအမေချောင်းပြန်ပြောပြီးတော့အခန်းဘက်ကိုထွက်လာခဲ့လိုက်ပါလိမ့်။ချောင်သာလည်းခန်းဘက်ရောက်တဲ့အခါသူမရဲ့ဘေးကက်ကယူရန်အခန်းကိုဖြွင့်ကြည့်တဲ့အခါခန်းထဲကနေသူမကိုပြုံးပြပြီးတော့လှမ်းနှုတ်ဆက်နဲ့ယူရန်ကိုတွေးလိုက်ရပါလိမ့်တကယ်တော့ဒါချောင်းချာဖြစ်ချင်တဲ့စိတ်ကူးတွေကပုံရိပ်တက်တက်တာဖြစ်ပြီ ယူရိုင်းရဲ့အခန်းကလည်းနေထိုင်သူမရှိတော့ပဲပစ္စည်းတွေအားလုံးကိုရှင်းလင်းထားခဲ့ပြီဖြစ်ပါတယ်။ခြောက်သားတော့ယူရိုင်းရဲ့အခန်းထဲမှာကနဝင်ထိုင်နေတဲ့သူမနဲ့ယူရန်တို့စကားတွေပြောပြီးတော့အတူတူညီမောခဲ့ကြတဲ့ချိန်တွေကိုပြန်တွေးရင်ယူရန်တက်စိတ်မကောင်းစွာနဲ့ငိုကြွေးနေခဲ့ပါတယ်။တကယ်တော့ယူရန်စွာခြောင်ကျတဲ့ဒုတိယချိန်အက်ဆီဒန့်ကြောင့်မှန်ညာနေပြောင်းမသွားခင်ကခင်မင်ခဲ့ရတဲ့တငယ်ချင်းတယောက်ဖြစ်ပြီးယူရန်ဆွဲမိန်ကလေးကလည်းအဲ့ချိန်ကလေးကအဆောင်ပါနေနဲ့ဆုံးပါသွားခဲ့တာပါ။ခြောင်သားတော့အက်ဆီဒန့်ဖြစ်လို့မှန်ညာနေပြောင်းသွားပြီးတော့အဆောင်ပြန်လာတဲ့ချိန်မှာတော့စကားတွေပြောပြီးပြန်လဲခင်မင်ရင်းနှီးခဲ့တာကအဆောင်ကနေ ထွက်မသွားနိုင်သေးတဲ့ယူရန်ရဲ့ဝိညာဉ်တတ်တတ်တာဖြစ်ပါတယ်ယူရန်ကိုမြင်နိုင်တာကလည်းချောင်းသားတယောက်ပဲရှိတာမဟုတ်လို့ဝိညာဉ်လေးယူရန်နဲ့ချောင်းသားတို့စကားပြောပြီးတော့ကြီးမောနေကြချိန်ဒီမှာဘေးလူတွေကချောင်းသားတယောက်တည်းစကားတွေပြောပြီးတော့ကြီးနေတယ်ထင်တယ်ချောင်းသားကတော့အုံနောက်မူမှန်လို့ထင်နေကြတာပဲဖြစ်ပါတယ်အဲ့နမှာတော့အဆောင်ကမိန်းကလေးကငိုနေတဲ့ချောင်းသားကိုယူရန်အကြောင်းနေမေးပြီးတဲ့နောက်သူမအဖြစ်မှန်ကိုမသိဘဲနဲ့တယောက်တည်းစကားတွေပြောနေချောင်းသားကိုယူနေလို့ထင်နေခဲ့တာကြောင့်တောင်းပန်ချောင်းကိုပြောခဲ့ပါတယ်အဲ့နောက်ချောင်းသားကသူမဒုက္ခရောက်ပြီးတော့အိမ်ကထွက်လာတဲ့အချိန်တုန်းကနေစရာမရှိလို့လမ်းမေးမှာတယောက်တည်းထိုင်နေချင်း ဈေးဝယ်ထွက်လာတဲ့ယူရန်ကသူမကိုတွေ့ပြီးတော့ဆောင်းပါနေဖို့ခေါ်လာပေးခဲ့တာဖြစ်ကြောင်းနဲ့အဲ့ချိန်ကဆလို့သူမအတွက်ယူရန်ကတဝီတီသောမိသားစုဝင်တစ်ဖြစ်လဲအရင်းအနှီးဆုံးတကယ်ချင်းတယောက်ဖြစ်နေရှိနေပေးခဲ့တာပါလို့ချောင်းသားပြောပြပါတယ်။ဒါနဲ့သူမနဲ့ယူရန်တို့တယောက်ကိုတယောက်ဖေးမမနဲ့နေထိုင်လာကြရင်တရက်မှာတော့ယူရန်တယောက်အစားအစာဓမ္မတဲမှုကြောင့်ဆုံးပါသွားခဲ့ရပြီးတော့သူမကလည်းအက်စီဒန့်ကြောင့်မှတ်ဉဏ်နဲ့ပျောက်ဆုံးသွားခဲ့တာဖြစ်ကြောင်းနဲ့သူမအဆောင်ပြောင်းလာချိန်မှာတော့ဝိညာဉ်ဖြစ်ရှိနေယူရန်နဲ့အစကပြန်ပြီးခေမင်းရင်းနှီးမှုတွေရခဲ့တာဖြစ်ကြောင်းတစ်ဖက်မိန်ကလေးကိုရှင်းပြလိုက်ပါတယ်။ အဲ့နောက်မှာတော့ချောင်းကြသူမမိသားစုဝင်တွေကိုရောတငငချင်းဖြစ်သူကိုရောပါဆွန့်ပစ်မိခဲ့တဲ့အတွက်အရန်အောင်စိတ်မကောင်းဖြစ်အောင်အကြောင်းတွေကိုပါဝမ်းနည်းစွာနဲ့ပြောပြီးတော့ငိုနေခဲ့ပါလေဒါတွေကိုအမားဖြစ်သူတွေစားစရာတွေလာပို့ပေးခဲ့တဲ့ဘဲကြားလဲတဏှာကနေနားထောင်ရင်းစိတ်မကောင်းစွာနဲ့ပဲငိုနေမိပါတော့တယ်အဲ့ဒီလိုနဲ့နောက်နေ့ရောက်တဲ့ခါမှာတော့ချောင်းကြကကိုကျော်လမ်းခေါ်ပြီးတော့ရှူတင်လိုက်ပို့ခိုင်းခဲ့ပါလေကိုကျော်ကဆေးဝင်ကဆင်းသွားတာမကြသေးတာမလို့အေးစေးအနားယူဖို့လိုသေးတောင်ပြောပြီးတော့ရှူတင်မသွားသေးဘူးချောင်းကြကိုဖြောင်းပြပါလေဒါမဲ့ချောင်းကြတော့လွန်ခဲ့တဲ့25နှစ်ကတခါလဲကြပြီး ချက်ချင်းပြန်မထခဲ့လို့အခွင့်အရေးအများကြီးဆုံးရှုံးသွားခဲ့ရသလိုထမဖြစ်ချင်းတော်ကြောင်းနဲ့ဒီတစ်ခါမှတော့ဒရိုက်တာကြီးရောရှူတင်ဖွဲ့သားတွေရောသူ့ကိုစောင့်နေကြမှာဖြစ်တဲ့အတွက်ရိုက်ကူးရောအမြန်ဆုံးပြီးစီချင်းတော်ကိုပြောပြီးတော့ကားပေါ်အမြန်တက်သွားလိုက်ပါတော့တယ်ကိုကျော်လည်းဘလို့ပဲတာတာချောင်းကြားရန်ကုန်ဆေးအားထက်တန်နေတာကြောင့်ဘာမှဆက်မပြောပဲလိုက်ပို့လိုက်ရပါတော့တယ်အဲ့လိုနဲ့ချောင်းသားလေးထဲဆုစီမှာမိတ်ကပ်ပြင်ပြီးတော့ရိုက်ကွင်းပေါ်ပြောင်းတဲ့အခါမှာတော့ဒရိုက်တာကြီးရောရိုက်ကွင်းဖွဲ့သားတွေအားလုံးကနှွေးထွေးနဲ့ပဲပြန်လဲကြိုဆိုခဲ့ပါတယ် နေပြန်ကောင်းပြီးတော့အလုပ်ပြန်လာလုပ်နိုင်တဲ့ချောင်းကြားအတွက်ဂုံပြူကိတ်မုတ်ကိုလည်းရိုက်ခွေးအဖွဲသားတွေကစီစဉ်ပေးထားတဲ့အတွက်ချောင်းကြားလည်းသူမအတိမတ်ပြူပေးတဲ့အဖွဲသားတွေကိုကြည့်နေအရန်ကိုကြီးနူးသွားခဲ့ရပါတယ်ချောင်းကြားလည်းကိတ်မုတ်ကဖြောင်းနိုင်လေးကိုမှုတ်ဖို့လုပ်တဲ့အချိန်အနောက်ကရောက်လာတဲ့ဟီအောင်ကချောင်းကြားပခုံးဝင်တွန်းလိုက်တာကြောင့်မျက်နှာမှာကိတ်မုတ်တွေပေးချန်ကုန်မာတော့တယ်ဟီအောင်ကခက်ချီပုံစံနဲ့ပဲသူမခုလိုလှုပ်လိုက်တာချောင်းကြားကြောင့်ရိုက်ခွေးအချိန်ကြားနေနောက်ကျပြီးအလုရှုပ်သွားခဲ့ရတဲ့အတွက်သူမလက်ဆောင်ပြန်ပေးတာလို့ပြောပြီးတော့ထွက်သွားလိုက်ပါတယ်အဲ့ဒီအချိန်မှာတစ်ဖက်ကထွက်လာတဲ့နမ်ကျူကဟီအောင်ကိုခြေထိုးခံလိုက်တာကြောင့် ဒီဂျယ်တွေပြောပြီးတော့ထွက်လာတဲ့ဟီအောင်လည်းကျမ်းပင်ပေါ်လဲကြပြီးလူတွေအများကြီးရှိမှပဲအချက်ကွဲသွားခဲ့ရပါတယ်ဟီအောင်ထားလာပြီးတော့သူမကတမင်လောက်တာမလားဆိုပြီးတော့နမ်ကျူးကိုရန်တွေ့တဲ့အခါနမ်ကျူးတော့ခတ်တီနေပဲတမင်လောက်တော့ဘာဖြစ်လဲကိမုံပီအောင်လည်းတမင်လောက်တာမလားဆိုပြီးတော့တငယ်ချင်းဖြစ်သူတို့လက်စားပြန်ချီပေးလိုက်ပါတယ်ထဲဆူနဲ့ချောင်းသာတို့ကတော့နမ်ကျူးရဲ့လောရက်ကိုရန်အောင်သဘောကျသွားပြီးနမ်ကျူးကလည်းသူတမင်လောက်လို့အချက်ကွဲသွားတဲ့ဟီအောင်ကိုကြည့်ပြီးတော့အရန်ကိုကျေနပ်နေခဲ့တာပါအဲ့တော့မှတော့ချောင်းသာလည်းမျက်နှာမှာပေးချန်နေတဲ့ကိမုံတွေကိုတေရှူးနဲ့တုံးနေခဲ့ပြီးတော့ ထဲဆိုတော့ချောင်ကြားရဲ့အတိတ်ကနစ်နာမှုတွေပေါ်မှာဟီအောင်ကလည်းအဓိကနေရာကနေပါဝင်နေနိုင်တာမဟုတ်လို့ငိမ်မခံမဲ့တစ်ခုနဲ့ပြန်လက်စားချီဖို့ချောင်ကြားကိုပြောနေခဲ့ပါတယ်။အဲဒီချောင်ကြားတော့ပေါ်တင်လက်စားချီဖို့ကအတွေ့အကြုံနှုတဲ့လူတွေပဲလှုပ်တာလို့ယုံကြည်တတ်ရှိနေပြောလိုက်ပြီးဟီအောင်နဲ့ပတ်သက်ပြီးတော့လည်းသူမဘောမကောင်းတာတစ်ခုလှုပ်ထားတာကိုတီထားတဲ့ပုံစံမျိုးနဲ့ပဲစူးစူးကြဲကြဲမျက်လုံးတွေနဲ့ဟီအောင်ကိုလှမ်းပြီးတော့ကြည့်နေခဲ့ပါတယ်။အဲလိုနဲ့ရိုက်ကွေးစတင်ချိန်မှာတော့ဟီအောင်ကတရုတ်ဆောင်နေရင်ပါရိုက်ခံမဲ့အခန်းမှာဟန်မလို့ပဲနဲ့ချောင်ကြားပါအောင်အားပြင်းပြင်းနဲ့တကယ်ရိုက်ချလိုက်တာကြောင့် ချောင်းသာကိုရန်ရာကူရဲ့ဖွယ်သားတွေပါရုတ်တရက်အံဩကုန်ကြပါလေဒါမဲ့ချောင်းသာဟီအောင်ကိုသွေးသွေးတန်းနဲ့ဘာမှမတုံ့ပြန်ပဲဇန်ညိုးထဲမှာမပါတဲ့အကွက်တွေထုတ်သုံးပြီးတော့ဟီအောင်ပါကိုဘဲဘဲညာပြန်ပြန်ပြီးတော့ဒီပေးလိုက်တာကြောင့်ဟီအောင်လည်းလဲထွက်သွားခဲ့ရပါလေအဲဒါမှတော့ချောင်းသာတေးဥဆောင်နေနဲ့ရှေ့ဆက်ပြီးတော့စောင့်ကြည့်နေလိုက်နင်လုံးခဲ့တာတွေအကုန်လုံးငါသိသွားပြီဆိုပြီးတော့လေးနက်နက်ပြောလိုက်တာကြောင့်ဟီအောင်လည်းသူမကိုဝါတော့စားတော့မလို့ကြည့်နေတဲ့ချောင်းသာကိုကြည့်ပြီးအတော်လေးထိတ်လန့်သွားရပါတော့လေဇလန်လေးတခမ်းမြက်ခင်မှာအနောက်ကိုတစ်ခါတော့ပြန်သွားမယ်ဆိုရင်တော့ဖြင့်ချောင်းသာပြန်သတိရလာပြီး ဆေးရုံမဆင်းခင်တုန်းကဘဲသားကအမားဖြစ်သူတို့ကစားစရာတွေပို့ပေးပြီးတော့ဂယုတဆိုင်နဲ့ထမင်းကျွေးနေခဲ့ပါတယ်။အဲချိန်ချောင်းသားညီမဖြစ်သူကြီးနဲ့သူမကိုနေစင်လာပြီးဂယုဆိုင်ပေးနေရတဲ့အတွက်ရန်ကုန်ပေမန်းနေခဲ့ရမှာပဲဆိုပြီးတော့ပြောခဲ့ပါတယ်။ဘဲသားတို့နေတိုင်းလာကြည့်ပေးပြီးတော့ဂယုဆိုင်ပေးခဲ့တာကသူမမဟုတ်ပဲချောင်းသားရဲ့မန်နေဂျာကိုချောသာဖြစ်ကြောင်းနဲ့ကိုချောကချောင်းသားသတိမရမချေအိမ်အောင်တစ်ချက်မှမပြန်ပဲဆေးရုံမှာနေပြီးတော့ပြုစုပေးခဲ့တာကြောင့်သူမလည်းဖတ်ထုတ်ဆိုင်လေးကိုပိတ်စရာမလိုတော့သလိုဓာကြီးကိုလည်းကောင်းကောင်းစောင့်ရှောက်နိုင်ခဲ့တဲ့အတွက်ကိုချောကိုကျေးဇူးတင်ရမယ်ဆိုပြီးတော့ပြန်ပြောခဲ့တာပါ။ အဲနောက်ဘဲကြာမန်နေဂျာကိုချောကဘူဆန်သားစုံတော်လေးမလားဆိုပြီးတော့သူမရိတ်မိနေကြောင်းအမားဖြစ်သူပြောတဲ့အခါချောင်းကြားလဲကောင်းချင်းပြပြီးတော့သူမလည်းသိတာမကြသေးကြောင်းပြန်ပြောခဲ့ပါလိမ့်အဲနောက်ဘဲကြာရေဆက်ဆိုရာရန်ကိုထူဆန်းအောင်ပြောလိုက်ပြီးအမားဖြစ်သူနဲ့ကိုချောတို့ဘလို့ဆက်ဆံရေးတွေရှိနေကြလဲလို့မေးမြန်းဆက်ဆူလိုက်ပါလိမ့်ချောင်းကြားတော့ကိုချောကသူမအတွက်အလင်းအောင်ဖြစ်ပြီးတော့ကိုချောသာသူမဘေးမှာရှိနေမယ်ဆိုရင်သူမကလည်းတလက်လက်တောက်ပနေမှာဖြစ်ကြောင်းကြေကြေနက်နက်နဲ့ပြန်ဖြေခဲ့ပါတော့လိမ့်ချောင်းကြားတို့ညီမတွေစကားပြောနေတာကိုကိုချောလည်းခန်းပြင်ကရန်နာထောင်နေနဲ့ သူ့ကိုကောင်းကောင်းအသိမှတ်ပြုပေးတာကြောင့်ဂျီနူးနေတော့မှာပဲဒီပိုင်းလေးကဒီနေရာမှာတခန်းရပ်ပါတယ်ခင်ဗျာ။